အလုံးမမင်္ဂလာပါတရားဟောရာကြံခန်းကြီး30ပိုင်ငယ်19မှာအသက်ရှင်ခြင်းသေခြင်းကောင်းချီးပေးခြင်းကြိမ်ခြင်းတို့ကိုတင့်ရှိ၌ငါထားသည်ဟုတင့်တစ်ဖက်၌ကောင်းကင်မြေကြီးကိုငါတိုင်တည်းဤဆိုပြီးတော့ဓမ္မကျမ်းစာမှာရေးထားပါတယ်အဲ့တော့ဖခင်ကဘာပြောလဲဆိုရင်အသက်ရှင်ခြင်းနဲ့သေခြင်းကြိမ်ခြင်းနဲ့ကောင်းချီးပေးခြင်းတင့်အရှိမှာထားထားတယ်ဒါကြောင့်မိသားစုများ ဒီနေ့နားလည်စီခြင်းတဲ့အရာတစ်ခုကယနေ့ကျွန်တော်တို့အားလုံးအတ္တတာထဲမှာပိုင်ဆိုင်နေရတဲ့ကောင်းခြင်းဆိုးခြင်းအားလုံးဟာကျွန်တော်တို့ရဲ့ရွေးချယ်မှုကြောင့်ဆိုတာ80ရာခိုင်နှုန်းတည်ကြပါတယ်90ရာခိုင်နှုန်းလို့ပြောလို့လည်းရပါတယ်ကျွန်တော်တို့ရွေးချယ်တဲ့အတိုင်း ဖြစ်လာကြတာဖြစ်တယ်အခုကျွန်တော်ဒီနောက်ကဘတော်လေးကိုကျွန်တော်ဝင်ငါတယ်ကျွန်တော်ဝင်ငါမလားမဝင်ငါဘူးလားကျွန်တော်ရွေးချယ်ရတယ်ကျွန်တော်ဒီဗီဒီယိုရိုက်မလားမရိုက်ဘူးလားကျွန်တော်ရွေးချယ်ရတယ်ကျွန်တော်တို့မနေ့အိယာဆော့ဆော့ထားမလားဆော့ဆော့မထားဘူးလားရွေးချယ်ရတယ်အလုပ်သွားမလားမသွားဘူးလားစံစာဖတ်မလားမဖတ်ဘူးလားဆူတောင်းမလားမတောင်းဘူးလား as you like ကျွန်တော်တို့ရွေးချယ်ရတယ်ကျွန်တော်တို့ရွေးချယ်တဲ့အတိုင်းကျွန်တော်တို့ရဲ့အသက်တာမှာ ဖြစ်လာတာဖြစ်တယ်။ကဘာဥမာကလေးကလူကိုဖျားသခင်ဖန်ဆင်းတဲ့အခါမှာဆက်ရုပ်လို့ဖျားကမဖန်ဆင်းပါဘူး။နော်ဟာသူတေဆိုတေရှင်းဆိုရှင်းနော်အဲ့ဒီအတိုင်းဖျားကတန်ဖက်ပေးပြီးတော့မလုပ်ခိုင်းပါဘူး။ဖျားကကျွန်တော်ရဲ့အထဲမှာသူ့ရဲ့ဝိညာဉ်ကိုထည့်ထားပေးတယ်။သူ့ရဲ့ဉာဏ်ပညာကိုကျွန်တော်ရဲ့အထဲမှာထည့်ပေးတယ်။ကျွန်တော်တို့ကိုတွေးခိုင်းတယ်စဉ်းစားခိုင်းတယ်ဆုံးဖြတ်ခိုင်းတယ်။လူကိုဖျားကဗာပြောတယ်အာဒံကို ကောင်းမကောင်းတိကျွန်းရအပင်အသီးကိုမစားနဲ့မစားနဲ့စားတဲ့နေ့မှာအေကံမှာဘာဖြစ်မလဲတေးရမယ်ဒါပေမဲ့အာဒံဘာလုပ်လိုက်လဲသွားစားတယ်အတိပ္ပယ်ကဘာလဲမစားနဲ့လို့ဘုရားကမှားထားတယ်တနည်းအားဖြင့်လူဒုက္ခမရောက်ဖို့ဘုရားကကြိုပြီးတော့သတိပေးထားတာဖြစ်တယ်အာဒံကိုသတိပေးတယ်လို့ပဲရှင်နေကျွန်တော်တို့အားလုံးကိုလည်းဘုရားကအမြဲတမ်းသတိပေးပါတယ်နှုတ်ကပတော်နဲ့အမြဲတမ်းသွန်သင်ပါတယ် ဒါပေမဲ့အာဒံကဖျားစကားကိုနားမထောင်တဲ့အတွက်ကြောင့်အပြစ်ဖြစ်သွားတယ်လို့တခါတလေကျွန်တော်တို့ရဲ့အတ္တတဲမှာဖျားသခင်ရဲ့စန့်ကျင်ဘက်အမှုအရာကိုရွေးချယ်မိတဲ့အတွက်ကြောင့်ကျွန်တော်တို့အဲ့ဒီအကျိုးအပြစ်ကိုကျွန်တော်တို့ခံစားရတာဖြစ်ပါတယ်။ဒါကြောင့်မိသားစုများယနေ့ကျွန်တော်အားပေးခြင်းနဲ့ရွေးချယ်တဲ့အတိုင်းဖြစ်လာတဲ့အတွက်ကြောင့်ဘာကြောင့်မို့လို့ ကိုယ့်ရဲ့အသက်တာမှာဆုံးရှုံးမဲ့အမှုရာနာကျင်မဲ့အမှုရာဒုက္ခရောက်မဲ့အမှုရာကိုရွေးချယ်ရမှာတော့ဘုရားကပြောထားပြီးသားငါတေခြင်းကိုပဲခြားထားတယ်လို့ဘုရားမပြောဘူးနော်ချိန်ခြင်းကိုပဲထားတယ်လို့လည်းဘုရားမပြောဘူးအသက်ရှင်ခြင်းကိုလည်းဘုရားထားတာတယ်ကောင်းကြီးပေးခြင်းကိုလည်းဘုရားထားတာတယ်ဟာလေလုယာရွေးယူတက်ဖို့အမြဲတမ်းရည်ကြီးတာဖြစ်ပါတယ်ဟာလေလုယာဒါကြောင့်မလို့မိတ်ဆွေတင်ပါကိုရွေးယူမလဲတင်ရွေးချယ်တဲ့အတိုင်း တင်ရဲ့အသက်တာမှာတေချာပေါက်ဖြစ်လာမှာဖြစ်ပါတယ်ဟာလေလုယဒါကြောင့်မို့လို့တင်ရဲ့အသက်တာထဲမှာမင်္ဂလာကိုတင်လိုချင်နေဆိုရင်တော့မင်္ဂလာကိုတင်ရွေးချယ်ပါမင်္ဂလာဖြစ်မဲ့အရာကိုရွေးချယ်ပါဖရာစကားကိုနားထောင်ခြင်းကတော့ဘယ်တော့မှမမာတော့ရွေးချယ်ခြင်းဖြစ်ပါတယ်တရားဟောရာကျမ်းအခန်းကြီး28တစ်ခါလုံးဖတ်ကြည့်ပါဖရာစကားနားထောင်ခြင်းဟာဘလောက်ထိ ကောင်းကြီးဖြစ်စေတယ်လဲဆိုတော့ကိုရေးထားပြီးသားဖြစ်ပါတယ်အိမ်ထဲမှာနေအိမ်ထဲမှာမင်္ဂလာဖြစ်မယ်တဲ့ဘုရားစကားနားထောင်နေသူပါလေအိမ်အပြင်ထွက်ရင်လည်းအိမ်အပြင်မှာမင်္ဂလာဖြစ်မယ်တဲ့နော်တောထဲမှာနေရင်လည်းတောထဲမှာမင်္ဂလာဖြစ်မယ်မြို့ထဲမှာနေရင်လည်းမြို့ထဲမှာမင်္ဂလာဖြစ်မယ်နောက်တစ်ခါလေကျွန်တော်တို့ရဲ့တက်တာမှာကျွန်တော်တို့ကအခြေအနေပေါ်မှာကြည့်ပြီးတော့မစဉ်းစားတက်ကြနော်ငါမြို့တက်ရင်တော့ငါရဲ့စီးပွားရေးအောင်မြင်မှာပဲနော်အကောင်စားမှာပဲငါတတလာပါလာမယ်အဲ့လိုထင်တတ်တယ်မဟုတ်ပါဘူးမြို့ပေါ်မှာနေပြီးတော့မ ဆင်းရဲနေတဲ့သူတွေလည်းအများကြီးပါပဲနိုင်ငံခြားသွားရင်ကောင်းစားမဲ့ထင်ပြီးတော့နိုင်ငံခြားသွားတယ်နိုင်ငံခြားရောက်မှပိုဒုက္ခရောက်သွားတာလည်းအများကြီးပါပဲအရေးအကြီးဆုံးကနှုတ်ကပတ်တော် ဖရာရဲ့တမန်တရားကိုရွေးချယ်တော်သူဟာဘယ်နေရာမှာပဲရောက်ရောက်အမိတ်မဖြစ်ပဲနဲ့ဥကောင်းဖြစ်လာမှာဖြစ်ပါတယ်ဖရာစကားနားထောင်ခြင်းက မြို့မှာနေနေတောမှာနေနေ မင်္ဂလာရှိပါတယ်ကောင်းကြီးမင်္ဂလာဖြစ်ပါတယ်ဆိုတာလေးကိုပြောရင်းနဲ့ကျွန်တော်ခေါ်အပ်ပေးခြင်းပါတယ်ကျွန်တော်နာမည်ပေါ်ပြေဆုံးလို့ခေါ်ပါတယ်မန္တလေးမှာအမှုဆောင်လေးရှိပါတယ်ဖះရှင်ကောင်းကြီးပေးပါစေ